မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ၁ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရွှေမြဝန်းတပ်စခန်းကို TNL ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်စင်ရေး6ရက်မြောက်နေ့မှာမိုးကုတ်မြို့နယ်နောင်ချုံမြို့နယ်နဲ့မိုးမိတ်မြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ30ရက်နေ့မနက်9:00နာရီကမှမိုးကုတ်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရွှေမြဝန်းတပ်စခန်းကိုတောင်းတမတော် TNL ကစတင်တိုက်ခိုက်ခဲ့ပြီးတော့ညနေ4:00နာရီကမှတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရွှေလိပ်ပြာစခန်းမှာလည်းအကြမ်းဖက်စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့နယ်မှာရှိတဲ့ရွှေသာယာမှာမွန်းလွဲ2:25မိနစ်ကနေညနေ4:30မိနစ်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က60မမလက်နက်ကြီး 14လုံးအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မိုးကုတ်မြို့နယ်မှာတောင်းတမတော် DNL PDF မိုးကုတ် view ဟာ MOD PDF 513နဲ့မိုးကုတ်ပကဖပူပေါက်တပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်မိုးကုံမြို့နယ်မှာရှိတဲ့တောင်းတပ်မတော် TNLA, PLA, MOD, PDF ပူးပေါင်းတပ်ဖွဲ့များကည9:53မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကင်းချောင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ606တပ်စခန်းကိုတောင်းတပ်မတော် TNLA, DPLA မန္တလေး PDF တို့ကဇွန်လ30ရက်နေ့ညနေ4:14မိနစ်ခန့်မှာပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့ကလည်းနောင်ချုံမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့606တပ်စခန်းမှာည09:25မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်က MI25 နဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့မျိုးသိန်းတိုက်ပွဲအတွက်တိုက်ပွဲပြင်းထန်နေတဲ့မိုးကုတ်မြို့အနောက်ပိုင်းကိုကောင်းတက်မတော် PSLF DNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကုတ်မြို့အနောက်ပိုင်းကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာ DNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးတော့6ရက်အကြာဇွန်လ30ရက်နေ့ညနေ4:00ဝန်းကျင်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ 6ရက်တာကာလအတွင်းစစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ရွှေမြောင်ဝင်းဒေါ်နန်းကြီးတောင်ဘျူဟာစခန်းကိုရွှေသားရပန်းတပြေကုန်းနဲ့ရွှေမြောင်ဝင်းတောင်တို့ကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအကြဆုံးများပြီးတော့စစ်ကောင်စီရဲ့လက်နက်ခဲယမ်းနဲ့စစ်တုံးပန်း10ဦးထက်မနည်းကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်သေးဆုံးမှုအချို့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ မိုးကုတ်အနောက်ပိုင်းတိုက်ပွဲအတွင်းမှာအရက်သားပြည်သူ၂ဦးထဲမှနဲ့တေဆုံးခဲ့ပြီးတော့၃ဦးထဲမှနဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNL နဲ့အတူအခြားတော်လိုင်းအင်အားစုတွေဖြစ်တဲ့မန္တလေး PDF နဲ့မိုးကုတ်ဗျူဟာတို့လည်းပါဝင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနယ်ရှမ်းပြည်နယ်မြောက်ပိုင်းအဆက်မှရှိတဲ့စီရေးအရရေးပါတဲ့မိုးမိတ်တွင်းငယ်လမ်းပိုင်းကို TNLA နဲ့ PLA ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်လိုက်ပြီးတော့စစ်ကောင်စီတပ်သားများကတော်လိုင်းအတက်များကိုခုခံတိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲစကမ်းစွန့်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လ25ရက်နေ့ကစတင်ခဲ့တဲ့1027စစ်စင်ရေးဒုတိယလိုင်းမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ရင်း600ခွန်အနေနဲ့မိုးမိတ်မျိုးနဲ့တွင်းငယ်မျိုးကြား လမ်းကြောင်းဖြတ်တောက်ရေးတာဝန်ကိုယူထားပြီးတော့စစ်ကြောင်းထိုးဆင်းလာခဲ့ပြီးပထမဆုံးစစ်ဆင်ရေးအဖြစ်နဲ့ဇွန်လ26ရက်နေ့မနက်ပိုင်းမှာရွှေကြောင်းမော်ရွာရဲစခန်းကို TNL တပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့သိမ့်ပိုက်ထိ ंछ ုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ26ရက်နေ့မနက်6နာရီအချိန်မှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်မြို့နယ်မုံမိတ်မြို့ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိတဲ့ခလာရ1နဲ့3က ဗိုလ်ကြီးအဆင့်ကိုကဲတဲ့အဓိကဖြတ်တောက်ရေးစခန်းတစ်ခုဖြစ်တဲ့ကင်းချောင်းတရားဆောင်ဂိတ်စခန်းကိုဒရုန်းလက်နက်ကြီးများလက်နက်ငယ်များနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာညနေပိုင်းမှာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ် TNL ပူးပေါင်းတပ်ဖွဲ့ကစစ်ရေးအရာဗျူဟာမြောက်ပြီးတော့အရေးပါတယ်။တွင်းငယ်မိုးမိတ်လမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။အဓိကကတော့ PLA ကဖြတ်တောက်ရေးတာဝန်ကျတယ်။အဓိကဗျူဟာမြောက်တဲ့လမ်းကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဆိုတာကိုပြည်သူလူထုကိုသိစေချင်တာပါ။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီတပ်တွေအများကြီးရှိတယ်စစ်ကောင်စီတပ်တွေကိုစစ်ကူဝင်လာနိုင်တဲ့အဓိကလမ်းကြောင်းကြီးတစ်ခုကိုဖြတ်တောက်နိုင်လိုက်တာပဲဖြစ်ပါတယ်မန္တလေးစစ်ကူပဲဖြစ်ဖြစ်ကချင်ပြည်နယ်ဘက်လာတဲ့စစ်ကူပဲဖြစ်ဖြစ်စကိုင်းကလာတဲ့စစ်ကူပဲဖြစ်ဖြစ်ဒီလမ်းကြောင်းကိုဖြတ်ပြီးမှမိုးမိတ်ကိုဝင်နိုင်မှာပါလမ်းစုံကျတဲ့ဘျူဟာမြောက်တဲ့လမ်းကိုဖြတ်တောက်ထိန်းချုပ်နိုင်တဲ့အတွက်အလွန်အရေးကြီးတဲ့နေရာပါလမ်းကအတော်ကိုအရေးကြီးတဲ့လမ်းပိုင်းပါလို့ People's Liberation Army PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အထွေထွေအတွင်းရင်မူရဲဘော်နီနီကျော်ကပြောဆိုထားပါတယ်။ကင်းချောင်းတရားဆောင်ဂိတ်စခန်းတိတ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးတအုပ်ကိုအရှင်ဖမ်းမိကကျန်တဲ့စစ်သားတွေကတော့စခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာရှမ်းမြောက်တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကတော်လိုက်ရေးတပ်များကိုခုခံတိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲစခန်းစွန့်ခွာထွက်ပြေးမှုတွေများပြားလာတယ်လို့သိရပါတယ်။ ရဲစခန်းကအရင် ABSDF ကတက်ပြီးတိုက်ကြတဲ့ကစခန်းကိုစုံခွာသွားတာပါအဲ့ဒီရဲစခန်းကရဲတွေကကင်းချောင်းစစ်ကောင်စီတပ်စခန်းနဲ့တွားပေါင်းပြီးတော့ရဲနဲ့တပ်ပေါင်းပြီးနေကြတာပါအပြန်လန်တော့တနါရီလောက်တိုက်ပွဲဖြစ်ပြီးတော့သူတို့ဘက်ကတက်ဆုတ်သွားတာပဲစစ်ကောင်စီတပ်သားတွေကတိတ်မတိုက်ရဲဘူးရဲတွေရောပဲနည်းနည်းတိုက်တာနဲ့ထွက်ပြေးဖို့နဲ့စခန်းကိုစုံခွာဖို့ပဲစူးစမ်းနေကြတာတွေ့ရတယ်လို့ People's Liberation Army PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အထွေထွေအတွင်းရဲမှုရဲဘော်နီနီကျော်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာ PDF တပ်ဖွဲ့များကိုစိန်ခေါ်ထားတဲ့ရဲတပ်ချက်ကြီးလင်မယားကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မွန်းလွဲတနအီကမှာတောင်တွင်းကြီးမြို့နယ်ဆက်သွားနယ်မြေရဲစခန်းကရဲတပ်ချက်ကြီးလှိုင်မြင့်နဲ့မိမဖြစ်သူမြင့်မြင့်ရီတို့ကိုတော်လိုက်တပ်ဖွဲ့များကမကွေးတောင်တွင်းကြီးလမ်းမိုက်တနေရာမှာပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးစလုံးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါပါတယ်။တေဆုံးသွားတဲ့ရဲတပ်ချက်ကြီးမြင့်လှိုင်ဆိုသူဟာတိတ်ကားဝါကား ဝက်ကားနဲ့နွားကားများစီကနေပြီးတော့အတိအဓမ္မစက်ကြီးကောက်ခံခြင်းနဲ့မိမဖြစ်သူမြင့်မြင့်ကြီးဟာနေပြန်တို့လာစဉ်တို့လုပ်ငန်းများကိုမတရားသဖြင့်လှုပ်ဆောင်နေပြီးတော့ PDF များကိုစိန်ခေါ်ခြင်းတို့ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်မှရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမကွေး Gorilla Warfare မကွေးပြောက်ကြားတပ်ဖွဲ့ရေနတာ Youth Force ရေနံကြောင်းတောင်တွင်းကြီး Fighter Force LBDF နဲ့ဒေါင်းစစ်တီပြောက်ကြားတပ်ဖွဲ့နတ်မောက်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင်မှန်သမျှကိုစစ်အာဏာရှင်ကြာဆုံးသည့်အထိတိုက်ခိုက်ချိန်မုံသွားမယ်လို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မောင်မဆောင်ရွာအတွင်းမှာဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့ညနေ4နာရီကမှဒဝယ်မြို့နယ်မောင်မဆောင်ကျေးရွာအတွင်းအင်အားတရာဝင်းကျင်နဲ့ယာယီစခန်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ28ရက်နေ့ညနေ3နာရီကမှမောင်မဆောင်ကျေးရွာအတွင်း တွင်ယာယီစခန်းချနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးက9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မောင်မရှောင်ရွာထဲမှာစစ်ခွေးတွေတော့မရှိတော့ပါဘူး။28ရက်နေ့ညနေမှာပဲပြန်ထွက်သွားကြပါတယ်။စစ်ကောင်စီတွေကတနေရာတွေကလာတာမဟုတ်ပဲအနီးနားမှာရှိတဲ့တိုက်ရဲတွေကိုပြန်ဆုတ်သွားတယ်လို့တော့ကြားမိပါတယ်။ စစ်ခွဲတွေနောက်ဆက်တွဲထပ်သေးတာမျိုးတော့မကြားမိဘူးကျွန်တော်တို့ရဲဘော်တွေအလုံးဘေးကင်းပါတယ်လို့ရေပြူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တပ်ခွဲတဲတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တနင်္ဂနွေလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးမြန်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ရေးအထူးသတိအတိတွာလာနေထိုင်ပေးကြဖို့အတွက်တိုက်တွန်းလိုကြောင်း ရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WPDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းတန့်ဆယ်မြို့ပေါ်မှာအချမ်းဘတ်စေကောင်စီကတနက်ပြစ်ဖောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်နေပြီးတော့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လ28ရက်နေ့ကနေစတင်ပြီးတော့တန့်ဆယ်မြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမြို့လေကောင်မှာတနက်ပစ်ဖောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဇော်လ29ရက်နေ့30ရက်နေ့တွေမှာဇက်တိုက်ဖမ်းဆီးမှုများကိုလှုပ်ဆောင်နေပြီးတော့လက်ရှိအချိန်မှာမြို့ပေါ်နေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြို့ပေါ်မှာဖုန်းလိုင်းများကိုလည်းဖြတ်တောက်ထားပြီးတော့ကားတွေနဲ့ဇက်တိုက်ကင်းလည်နေတာ တနံများနဲ့ရန်တပ်ပစ်ခတ်ခြင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လက်ရှိအချိန်ထိပေါ်တာဆွဲဖမ်းဆီးခံရသူအရေးအတွက်ကိုအတိမပြုတ်နိုင်သေးပဲပိတ်မိနေတဲ့ပြည်သူတွေလည်းနေအိမ်ရဲ့အပြင်ကိုမထွက်ရဲပဲနဲ့မျိုးပေါ်မှာလူသွားလူလာတော့မရှိတော့ဘူးလို့သိရပါဗျ။တန်းဆယ်မျိုးပေါ်မှာတက်ဆွဲအထိုင်ချထားတဲ့စစ်ခွေးတွေက28ရက်နေ့ကတည်းကကားတွေနဲ့ပတ်ပြီးတော့မျိုးတွေကလူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲနေတယ်လို့သိရတယ်။မျိုးထဲမှာကားတွေနဲ့ပတ်ပြီးတော့လက်နက်တွေပစ်ခတ်ပြီးလူငယ်မှန်ကန်များကိုလိုက်ဆွဲပြီးတော့ဖမ်းဆီးနေတာဘယ်နှဦးပါသွားပြီလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေတော့မယ်။ ်မြို့တွေကပြည်သူတွေလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့မြို့တွေမှာပိတ်မိနေကြတဲ့ပြည်သူတွေလည်းရှိတယ်လို့သိရပါတယ်မြို့တွေမှာနေရာအနက်လိုက်ဖမ်းနေတယ်လို့ပဲသိရသေးတယ်ဘယ်ရက်ွက်တွေကလည်းဆိုတာတော့မသိရသေးဘူးလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်စောအမေသားကပြောဆိုထားပါတယ်တန့်ဆယ်မြို့အနောက်ချမ်းရွာတက်ဘတ်တန့်ဆယ်မြို့တောင်ဘတ်ချမ်းမြို့အထွတ်ရွှေကြော်ရွာဘတ်တန့်ဆယ်မြို့အရှိချမ်းကာဘိုးနဲ့ ဂျားတဲ့ကရွှေလန်းဆောင်ဘတ်တို့မှာဝါတော်ဝပြူစောတိများနဲ့စစ်ကောင်းစီတပ်သားအင်အား300ခန့်နဲ့တပ်ဆွဲထားကြောင်းတာဝန်ခံထူးခန့်သောအမေသားကရှင်းပြထားပါရယ်မြို့တဲကစစ်ခွေးတွေကဘဲကုံမအထွက်မခံတော့လို့ပိတ်မိနေကြတဲ့ပြည်သူတွေလည်းရှိတယ်လို့ကြားသိရတယ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေလည်းရှိနေတယ်မြို့ပေါ်နေပြည်သူတွေလည်းဘဲမှာတိတ်မထွက်ရဲပဲနေအိမ်ထဲမှာပဲပုန်းနေကြရတယ်စစ်အင်အားဖြစ်တင်းမှုအတွက်လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတာဖြစ်မယ်လို့ခန့်မှန်းရကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ